မနှက်ဖြန်မွေးမဲ့ကလေးလေးကလမ်းမင်းကြီးကိုမေးတယ်။သူမနှက်ဖြန်လူပြည့်သွားရင်တော့သူကတည်တည်လေးဘဒုကသူ့ကိုလက်ခံမလဲတဲ့။ဒီတော့လမ်းမင်းကြီးကပြန်ပြောတယ်။နှစ်သမီးတွေအများကြီးတဲကအနုညာဆုံးနှစ်သမီးကကြိုဆိုလိုက်မယ်တဲ့။ဒီတော့ကလေးကပြန်မေးတယ်။အိုးသူအခုတချင်းလေးဆိုပြီးအေးအေးလေးနေလို့ရတယ်။ဘာလို့လူပြည့်သွားရမလဲတဲ့။လမ်းမင်းကြီးကပြန်ပြောတယ်။လူပြည့်မှာနှစ်သမီးက နေတိုင်းအခြေတိုင်းတစ်ချင်းဆိုပြီးပျော်လွတ်ပေးလိမ့်မယ်တဲ့။တရီကပြန်ပြောတယ်။ဟိုလူတွေပြောတဲ့စကားသူနားမလည်ရင်မလုပ်ရမလဲတဲ့။နမင်းကြီးကပြန်ပြောလိုက်တယ်။နှစ်သမီးကမင်းကိုစိတ်ရှိရှိနဲ့အရာရာကိုတင်ပေးလိမ့်မယ်တဲ့။ကလေးကမေးလိုက်တယ်။နမင်းကြီးကိုစကားပြောချင်ရင်ဘယ်လိုလုပ်ရမလဲ။နမင်းကြီးကပြန်ပြောလိုက်တယ်။နသမီးကမင်းကိုနမင်းကြီးရှိခိုးပုံသင်ပေးနေပြီ။အဲ့ခါကျပြောလို့ရမယ်တဲ့။ကလေးကမေးတယ် သူကြားဘူးတာလူပြည်မှာရက်စက်တဲ့သူတွေများတယ်တဲ့နမင်းကြီးကပြန်ပြောတယ်လောကကြီးရဲ့အရာရာအခက်ခဲမှန်တယ်များနသမီးကအသက်ဆုံးပြီးကောက်ခဲပေးနေမယ်တဲ့နောက်ဆုံးကလေးလေးကနမင်းကြီးကိုပေးရတယ်ဟိုကျွန်တော်သွားတော့မယ်ဟိုနသမီးရဲ့နာမည်ကဘလို့ခေါ်လဲလို့တူတူလေးမိလိုက်တယ်နမင်းကြီးကပြန်ပြေတတ်တယ်အမေတဲ့လူလောကထဲမှာကျွန်တော်ကိုမွေးပေးခဲ့လို့ကျေးဇူးတင်ပါတယ်အမေ။ ငယ်လေးကလေးကနေကျွေးမွေးလာခဲ့တာအခုတက်ရွယ်အထိကိုစိတ်ပူနေတော့မယ်အဝေးမှာရောက်နေတဲ့သားကိုစိတ်ပူလို့နေတိုင်းလဲဖုံးဆက်ပြောနေတိုင်းစားတော့တာအဆင်ပြေလားအလုပ်တရော လုပ်ရတာအဆင်ပြေလားအင်းကြီးဝေဆာဝိတာကစားအရာရာကိုလိုက်ပြောပြတတ်တဲ့အမေအရန်လဲချစ်ပါတယ်တတိလဲရနေပါတယ်